ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့စုံမုံကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်တို့ Manchester United ရဲ့အပြောင်းရွှေ့လေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အကုန်လုံးအစုံဘောနော်အစုံတော့ video တပုတ်နေကျွန်တော်နည်းနည်းလေးပြောသွားမယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ United ရဲ့အပြောင်းရွှေ့သတင်းလေးတွေကိုကျွန်တော်ဒါ မနေ့ကဆိုလဲဒါကျွန်တော်မနေ့က breaking news တခုလောက်ပဲကျွန်တော်တင်ဆက်ပေးရတာဖြစ်ပြီးတော့ United အပြောင်းအလဲသတင်းနဲ့နည်းနည်းလေးဒါကျွန်တော်ဒီရပိုင်းတွင်းမှာကျွန်တော်ချားနေတာပေါ့နော်အဲ့တော့အော်တချို့ကြလဲဟာ United အကြောင်းတော့မတင်တော့ဘူးဆိုပြီးတော့တချို့ပြောနေတယ်တော့ United အကြောင်းတင်မိမယ်အခုလက်ရှိမှာဒါ United အပြောင်းရွှေ့ကြောင်းပြောအဲ့တော့လက်ရှိမှာဒါကျွန်တော်ပုံပွင့်လင်းလင်းခင်ဗျားတို့အားမနာပဲပြောမယ်ဘယ်သူမှလည်း foul ထူတာမဟုတ်ဘူးဒါပုံပွင့်လင်းလင်းပြောမယ်အဲ့တော့ ကျွန်တော်အနေနဲ့လက်ရှိဒါကျွန်တော်တင်းယူတင်တဲ့နေရာမှာကျွန်တော်ဒီ tier 1 tier 2 tier 3 tier 4 tier 5 tier 6ဆိုပြီးကျွန်တော်အများအားပြောလို့ရှိရအဲ့တော့တချို့ကြပြောဟာကိုတိဒီကစားသမားကိုကန်လန့်ပြီးဒီကစားသမားလက်ခံလိုက်ပြီဟုတ်တယ်ဒါပေမဲ့အဲ့အရာတွေကို tier 1မပြောဘူးကျွန်တော်အတွက်ကဒါဘုမွင့်လင်းပြောမှာဆို tier 1ကမပြောသူ၍ဒါကိုကျွန်တော်မှန်တယ်လို့လည်းမပြောဘူးလက်ရှိမှာဒါ Twitter မှာကဒါ blue map ကိုပတ်စံပေးပြီးဝယ်လို့ရအောင်ပေါက်ကြရသတင်းတွေအများကြီးထွက်တယ်အခုနောက်ပတ်မှာပို့ဆိုးတယ်ဗောအသင်းတသင်းနဲ့တသင်းထိုင်ပြီး found 2နဲ့တကြောင်မလို့တချို့စာရေးမြို့ဥမာလက်ရှိမှာဒါအခုချိန်ထိကျွန်တော်ပုံမွင့်လင်းပြောမှာဆို Florian Risch ရဲ့လာစာကတပတ် ုခ၄သိန်း2000ဆိုတဲ့ဥစ္စာကတသိန်းမှသာဖြစ်တကယ်တမ်း Florian Wish ရတာတပတ်လုခလာတာပေါင်3သိန်းနဲ့3သိန်းခွဲကြရတာဖြစ်ပြီးတော့ဒါမျိုးတွေပေါ့နော်အဲ့တော့လက်ရှိမှာပြောချင်တာက blue map မြင်နိုင်တာဝေါ်ဝါမြင်နိုင်ရွှေမထင်နဲ့ဒါ blue map မြင်နိုင်တာသတင်းအစစ်မထင်နဲ့ခုနကပေါ့တချို့ဒါမြန်မာပြည်ကတချို့သတင်းဌာနတွေကလည်းဒါကျွန်တော်တို့ သူတို့တွေရဲ့တည်င်းပုံစံမျိုးပဲတင်တာဖြစ်ပြီးဒါကိုလည်းသွားပြီးတော့ဟိုအရန်ကြီးမတင်အဲ့တော့ကျွန်တော်တော့ခုနကခင်ဗျားတို့ပြောမယ်ဆိုရင်ကျွန်တော်ပြောပြီဆိုရင် tier 1 challenge ကများတယ်တချို့ဇာလေးကနောက်ကျမှမယ်ကျွန်တော်အနေနဲ့အခုလက်ရှိကျွန်တော်တည်င်းတစ်ခုကိုကြည့်ပြီးဆိုရင်တည်င်း6ခုလောက်ကိုကျွန်တော်ကြည့်ပြီးမှဒီတည်င်းကိုဘယ်လောက်ရှိလဲဆိုကျွန်တော်မြင်နေပြပြရပြီအဲ့တော့ နည်းနည်းလေးတော့သူများထက်စာရင်နောက်ကြမယ်ဒါပေမဲ့ at least တော့ကျွန်တော်စာမှန်တယ်လို့ပြောလို့အဲ့တော့တရင်စစ်တာနဲ့မဆက်တာနဲ့ပတ်သက်ပြီးခင်ဗျားတို့နည်းနည်းလေးတော့အတိပေးချင်တာဖြစ်တယ်အဲ့တော့လက်ရှိမှာ Brian M1 ကိုရအပြောင်းရွှေ့တဲ့ပတ်သက်ပြီးတရင်စစ်တဲ့အကြောင်းပြောအောင် Brian M1 ကိုနဲ့ပတ်သက်ပြီးဒါလက်ရှိမှာ update ဖြစ်တဲ့အကြောင်းပြောအောင်ဆို United အသင်းနဲ့တချို့သောကောလာဟာလာမှာဒုတိယမြောက်ကမ်းလှမ်းမှုလုပ်ထားပြီးတော့ဒါ ဘရန်ဖို့ကဒီဒုတိယမြောက်ကန်လန်းမှုကိုလက်ခံသွားပြီဆိုတဲ့သတင်းပုံစံမျိုးတင်လာတွေ့ရလိမ့်မယ်။ဒီသတင်းကဘယ်စီကစီးစင်းလာရဲစာကျွန်တော်သိတယ်။ဘန်ချစ်ကော့ပ်စီရေးထားတာ။ဘန်ချစ်ကော့ပ်အနေနဲ့လက်ရှိမှာဒါမန်မန်ချစ်စတာယူနိုက်တက်အသင်းကဒါဒုတိယမြောက်ကန်လန်းမှုပြုလုပ်ခဲ့ပြီးတော့ဘရန်ဖို့ကဒါကိုလက်ခံလောက်တယ်ဆိုတဲ့ပုံစံမျိုးဘန်ချစ်ကော့ပ်ကရေးတင်ခဲ့တာကိုတွေ့ရမယ်။ဒါပေမဲ့ဘန်ချစ်ကော့ပ်ကိုယ်တိုင်ကပဲဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးသူမှားသွားပါတယ်။လက်ရှိမှာဒါကြောင့်အသင်းနဲ့တင်းကြဆက်လက်ပြီးတော့စကားပြောနေစေဖြစ်ပြီးတော့ United ဘက်ကဒုတိယမြောက်ကန်လန်းမှုမပြုလုပ်ရသေးလို့ဘရန်ဖို့ဘက်ကလည်းဒါဒုတိယမြောက်ကန်လန်းမှုလက်ခံမှုမရှိရသေး ဘူးဆိုဘန်ဂျီကော့ကိုတိုင်းကလည်းသူ့အနေနဲ့တရားဝင်ပြောထားခဲ့ရတွေ့ရမှာအဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United အသင်းအနေနဲ့ Brian Ambuambu နဲ့ပတ်သက်ပြီးတော့ဒါတရားဝင်ကန့်လန့်မှုလုံးဝမပြုလို့ဝဒုတိယမြောက်အချိန်လုံးဝမပြုလို့ဝတယ်ဒါလက်ရှိမှာတော့ဒါ Brian Ambuambu နဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒါ Manchester United အသင်းနဲ့ Brentford နဲ့ဒါတက်ထပ်ပြီးတော့ဆွေးနွေးမှုတွေရှိတယ်ပြောချင်တာကျွန်တော်မြင်ကြည့်တာပေါ့နော်ဒုတိယမြောက်ကန့်လန့်မှုလုပ်ဖို့အတွက် United အသင်းအနေနဲ့တစ်ဖက်က Brentford ဘက်ကဘာကိုလူချင်းလဲပေါ့မူတည်ပြီးတော့ တိတိချာချာဆွေးနွေးနေတယ်လို့သိရတဲ့မှာပါတယ်အဲ့တော့အဲ့ဒါကြောင့်မို့လက်ရှိမှာဒုတိယမြောက်ကန်လန်မှုတာ United ဘက်ကနေပြီးတော့မထွက်သေးတာလို့ပြောလို့ရတယ်မှာပါအဲ့တော့ United ဘက်ကဒါကျွန်တော်ဒုတိယမြောက်ကန်လန်မှုထွက်ပြီဆိုလဲကျွန်တော်အနေနဲ့ update ရအမြန်ဆုံးတင်ပေးမယ်အဲ့တော့ကျွန်တော်ရဲ့ဒါအခုနောက်ပိုင်းဒါကြောင့်မြန်မြန်ဆန်ဆန်တင်ပေးတဲ့ channel ကဒါကျွန်တော်လက်ရှိမှာ Facebook ဒါတို့လက်ရှိမှာအခုဓာတ်ပုံလေးနဲ့တင်ပေးမယ်ဒါမှမဟုတ်လက်ရှိမှာဒါမြန်မြန်ဆန်ဆန်သိကျင်နေဆိုရင်ဗီဒီယိုရသိကျင်နေဆိုကျွန်တော်တက်တော့ကိုဖော်လို့လုပ်ထားလေအဲချုံညာတာပေါ့နော်တက်တော့ကလက်ရှိမှာဒါဒီနေ့ကို10မိနစ်ရိုက်တာတော်တော်လေးကိုပြင်းနေဗျာလက်ရှိမှာဒီလိုမျိုး6မိနစ်ဗီဒီယိုရရကျွန်တော်မမြင်ဘူး10မိနစ်ဗီဒီယိုဒါအပြင်းတယ်အခုလက်ရှိမှာဒါ10မိနစ်ဗီဒီယိုရပြောရမယ်ဆိုရင်တော့ဒါ TikTok ကိုဖော်လို့လုပ်ထားရတယ် TikTok မှာဒါကျွန်တော်တို့ Football and Life ဆိုတဲ့နာမည်နဲ့ပဲကျွန်တော်ဒါဗီဒီယို channel ထောင်ထားတယ်အဲ့ဒါကိုသွားပြီးကြည့်ပြီးဒါ10မိနစ်ဗီဒီယိုလေးဒီမှာကျွန်တော်ရဲ့နောက်ဆုံး update တွေကိုသွားကြည့်လို့ရတယ်အဲ့တော့ ဒါပဲလက်ရှိမှာဒါ Brian Mbeumo ရဲ့အပြောင်းအလဲနဲ့ပတ်သက်ပြီး Manchester United အသင်းကတရားဝင်ဒါစကားပြောနေခဲ့ပြီးမဲ့ဒုတိယမြောက်ကံလန်းမှုကိုတော့ကျွန်တော်ပြောနေတဲ့အခုချိန်ထိတော့ဒါတရားဝင်မလုပ်သေးဘူး United အသင်းနဲ့ဒါလာမယ့်အပတ်မှာ Brian Mbeumo ရဲ့အပြောင်းအလဲကိုအပြီးတတ်နိုင်မယ်လို့သူတို့ဘက်ကမျှော်လင့်ထားတယ်။လက်ရှိမှာကစားသမားကတော့ Manchester United အသင်းနဲ့ပုံကူကြီးက သဘောတူညီမှုရခဲ့ပြီဖြစ်တယ်။တပတ်လောက်ကလာစားတာကျွန်တော်တို့လအားလုံးကောလာဟာလာတွေမဟုတ်တဲ့အစားယူလာပေါ့တပတ်လောက်2သိန်းခွဲပါညာအများကြီးတော့လက်ရှိမှာ brand and brand ဝင်လာစားက3သိန်း8000နဲ့2သိန်း2000ကြားတယ်ပဲရှိမယ်လို့ confirm ရသွားပြီဖြစ်တယ်။အဲ့တော့ကစားသမားက Manchester United အသင်းနဲ့9နှစ် plus 1နှစ်စာချုပ်သက်တမ်းချုပ်ဆိုမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ဒုတိယမြောက်ကန်လန်မှုဖြစ်နိုင်တဲ့ဥစ္စာကဘာလဲ။အဲ့တော့လက်ရှိမှာနောက်ဆုံး update အရာတည်တဲ့သတင်းတွေရဆိုတော့ United ကဒါ35သန်း plus 10သန်းဒါ45သန်းနဲ့ package ကို United ဘက်ကတရားဝင်ဥစ္စာ United ဘက်45သန်း plus 10သန်း United ဘက်55သန်းနဲ့ ် package ကိုတရားဝင်ကန့်လန့်မှုပြုလုပ်ထားခဲ့ပေမဲ့ဒါတစ်ဖက်က Bradford အနေနဲ့ညှင်းပယ်ခဲ့တဲ့ကြောင့်ဒါ United အသေးအနေနဲ့ဒုတိယမြောက်ကန့်လန့်မှုမှာတော့ဒါ Kohler Haller တွေကဒါကျွန်တော် fix fee ကိုပိုတိုးပေးဖို့စီစဉ်ရှိတယ်55 5ဒါမှမဟုတ်50 5ဒီလိုဖြစ်ဖို့များနေတယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်တယ်အဲ့တော့ United ဘက်ကဒါကျွန်တော်လက်ရှိမှာ installment နဲ့ဒါကို3နှစ်အရကြပြုလုပ်သွားမှာဖြစ်တယ်လို့သိရတယ်မဟုတ်အဲ့တော့ဒူရီတော်များတောင်မေးကြရပါတော့ Matthews Corner ရဲ့အပြောင်းအရွှေ့မှာ United က哦，完了。 installment လို့တော့ဟုတ်ပါတယ်၃နှစ်အရေးကြ Manchester United က installment လို့တော့ Manchester United နဲ့ Matthews ခေါ်တဲ့အပြောင်းရှိမှာ၅နှစ်အရေးကြအောင်တောင်းဆိုခဲ့ပေမဲ့တစ်ဖက်ကတော့ကျွန်တော်ဟုတ်အသင်းနဲ့၃နှစ်အရေးကြပဲလက်ခံခဲ့ကြအောင်၃နှစ်အရေးကြဖြစ်တော့အဲ့တော့အခုလက်ရှိဘလောက်ပဲခင်ဗျာအသင်းကပတ်စံရှိတယ်ပြီးပြီးအခုနောက်ပိုင်းအသင်းတော်တော်များများကတော့ကျွန်တော်တို့ကစားသမားအပြောင်းရွှေ့ဒီမှာအရေးကြနေပဲလောက်တာများပါတယ်အဲ့ဒီကစားသမားရဲ့ကစားသမားအပြောင်းရွှေ့တွေကိုဒါကျွန်တော်တို့ဥမာလာ Matthews ခေါ်တဲ့အပြောင်းရွှေ့ United က65သန်းပတ်ချလဲအကုန်လုံးဝင်ကုန်တယ်လက်ရှိမှာပထမဆုံးအရေးကြနေတဲ့ဒါ25သန်းအရင်ပေးတယ်ဂျန်နဲ့ဂျန်နဲ့ဒါလက်ရှိမှာ အဲ40ကို20 20ခွဲပေးတယ်အဲ့လိုပုံစံမျိုးသွားတာများတယ်ပေါ့နော်အဲ့လိုချို့ကြလည်း9နှစ်လောက်ထိခွဲပေးတာတွေရှိတယ်လာအရန်များသွားတယ်ဒါကောလာဟာလာတွေရဒက်ဂလန်ရိုက်ဆိုရင်ဒါ9နှစ်လောက်ထိခွဲပေးတယ်လို့သိရတယ်တမပါတယ်ပထမဆုံးယူကြ30ကျန်တဲ့ဒါ80ကို9နှစ်ခွဲပေးတယ်လို့သတိတွေရသိရတယ်တမပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုရှိမှအရေးကြနဲ့ပေးတာတိတ်တော့မထူဆန်းဘူးထားပါအဲ့လိုရှိမှဒါကျွန်တော် Manchester United နဲ့ Brian Ambon ဘူးရဲ့အပြောင်းရွှေ့မှာဒါခုနပြောသူပဲဒုတိယမြောက်ကန်လန်းမှုအနေနဲ့50 plus 5တန်းဒါမှမဟုတ်50 plus 10တန်းကိုတရားဝင်ကန်လန်းမှုတွေပြင်ဆင်လာခဲ့တယ်ဒါပြင်ဆင်စားကြည့်အောင်စာရုပ်တက် န်တစ်သစ်ပဲကျန်တဲ့ကစားသမား United အသင်းကဒီလောက်ပြီးတာတော့တော်တော်လေးကိုများနေပြီလို့မြင်တယ်။တစ်ဖက်က Brentford ကခုနကပြောသူပဲ55နဲ့60ပတ်ချလဲဝင်ကျင်ကြတော့ fix fee မများပါတော့ဒါတစ်ခါတည်းအလုံးကြီးပေးနိုင်တဲ့ပတ်စံများဖြစ်မယ်ဆိုရင်တော့တို့အနေနဲ့လက်ခံသွားဖို့ရှိတယ်။ဒါ Brian Mbowe update အပြောင်းရှိပြောတာ။အဲ့တော့လက်ရှိမှာဒါ Manny က breaking news ပြောထားခဲ့တဲ့အတိုင်းပဲဒါဆိုလက်ရှိမှာ Manchester United အသင်းကထွက်ခွာမှုတဲ့ Alejandro Garnacho က100%ဖြစ်သွားဖြစ်တယ်။ United ဘက်ကပါလက်ရှိမှာ Alejandro Garnacho နဲ့ပတ်သက်ပြီးအယောင်စီးတင်လိုက်ပြီးဖြစ်ပြီးတော့လက်ရှိမှာ Chelsea အသင်းက Alejandro Garnacho ရဲ့အပြောင်းရွှေ့ကတရားဝင်နှုတ်ထွက်သွားခဲ့ပြီးဖြစ်တယ်လို့နောက်ဆုံး update တွေကသိရတယ်။သူတို့အနေနဲ့ဒါလက်ရှိဒါ left wing ကစားသမားဖြစ်တဲ့ Jimmy Giddens ကိုရဖို့အတွက်အခြေအနေတွေကောင်းနေတဲ့အချိန်မှာသူတို့နယ်ကစားသမားအသစ်ဖြစ်တဲ့ Alejandro Garnacho ကိုခေါ်ယူတော့မှမဟုတ်ဘူး။သူတို့အနေနဲ့ဒါကျတော့ Jimmy Giddens ကိုပဲတရားဝင်ခေါ်ယူတော့မှဖြစ်တယ်လို့သိရတယ်မှာပါ။အဲ့တော့ Alejandro Garnacho ကိုလက်ရှိမှာအပြောင်းဖို့အတွက်ဆိုရင်တော့ဒါ Napoli ဒါကျွန်တော်တို့ ကနံပါတ်1ပြေးနေပြီလီဗာကူဆင်ကနံပါတ်1ပြေးနေတယ်လီဗာကူဆင်နှစ်ခုလက်ရှိမှာဒါကျွန်တော်တို့အလာဟန်ဒိုဂါနာချိုကိုအလိုရှိတာမှန်ပေမဲ့သူ့ရဲ့ပြောင်းရွှေ့ဈေးကမြင့်မားလွန်းတဲ့အတွက်ကြောင့် United အသင်းစီကနေခေါ်ယူဖို့ဆိုရင်တော့သူတို့အနေနဲ့တော်တော်လေးကိုစဉ်းစားသွားဖို့ရှိတယ်ဆိုတော့ Collar Hala ကိုထွက်နေတယ်အဲ့တော့အလာဟန်ဒိုဂါနာချိုကတော့ United ပြည်သက်တွေကဒါကျွန်တော် United အင်ဂျင်နဲ့နောက်ဆုံးအနေနဲ့ဒါအာရှမှာတွေ့လိုက်တဲ့ပြည်သက်တွေနဲ့တော့ကန်ကောင်းတယ်လို့မြင်တယ်အဲ့တော့ဒါနောက်ထပ်ဒါမထင်မှတ်ဘဲနဲ့ဒါလူငယ်တယောက်ထွက်ဖို့လည်းရှိသေးတယ်အဲ့ဒီကစားသမားကတော့ Kobe Mainu ပေါ့နော် Kobe Mainu အနေနဲ့ခုလက်ရှိချိန်အထိဒါ Manchester United အသင်းနဲ့စာချုပ်ချုပ်ဆိုဖို့တော့အချိန် တွေမကောင်းသေးဘူးတစ်ဖက်ကဒါကိုဗစ်ပိုင်းနေတဲ့တပတ်လုခလာစာတသိန်းရှစ်သားဒါကျွန်တော်တို့ရရှိနေရရှိရေးအတွက်တောက်လျှောက်ကြိုးစားနေဖြစ် United ဘက်ကလည်းရှိအခြေစားအရဒါလုံးမှုတော့ပေးဖို့စဉ်းစားဖြစ်အဲ့တော့ United အသင်းနဲ့အခုလက်ရှိလာမဲ့နွေရာလာမဲ့ယာတီတွေမှာတို့နဲ့ salary ကိုတော်တော်လေးကိုထိမ့်သိမ်းသွားမှာဖြစ်တယ်ဆိုပြီးတော့ Omar Bradda ကသူ့အနေနဲ့ဒါကြောင့်သူရဲ့ဒါငွေချင်းရှင်းနဲ့နဲ့ပတ်သက်ပြီးပြောဆိုသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ United အသင်းနေနဲ့လာမဲ့အချိန်တွေအတွင်းမှာဆိုရင်ဒါကျွန်တော်တို့ salary ကိုတော်တော်လေးကိုထိမ့်သိမ်းသွားဖို့ရှိတယ်။ Kola Hala တွေကအဲ့လောက်ဒီ salary ကအရန် က်များနေတယ်သူတို့ကမသိတော့ဘူးလို့ဒါ Om operator ကသူ့ရဲ့ဒါနောက်ဆုံးဒါပြောပြောပြောရေးဆိုခွင့်ရှိတဲ့အချိန်မှာသူပြောသွားခဲ့တယ်ပေါ့နော် Covid မိုင်းတို့13000လိုချင်နေတဲ့ဥစ္စာက United တို့ကအဆင်မပြေဖြစ်နေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့စာချုပ်တက်တန်းတိုးဖို့တော်တော်လေးကိုခက်ခဲနေတယ်ဒါ maybe ပေါ့နော် United ဘက်ကပေးချင်တာကလက်ရှိမှာ33000အများဆုံး33000ကျော်ပဲပေးချင်နေပြီ38000ဆို United budget တော်တော်လေးကိုကျော်လို့အဲ့တော့ Covid မိုင်းတို့ကိုလည်းလက်ရှိမှာ United သိနေတာစာချုပ်တက်တန်းရအခြေအနေမကောင်းဘူးဆိုရင်လည်းရောင်းချဖို့အတွက်စဉ်းစားနေတယ်ဒီစားသမားကိုတော့ Chelsea ကစိတ်ဝင်စားတယ် Covid မိုင်းတို့ကိုခေါ်ယူဖို့စိတ်ဝင်စားတယ် ယ် United ဘက်ကလည်းရှိမှာကိုယူမိုင်းလူကိုဈေးသတ်မှတ်ထားခြင်းတော့မရှိသေးဘူးသူတို့နဲ့စာချုပ်သက်တမ်းတိုးဖို့အတွက်ပဲအခုချိန်ဒီဒါအပူတပြင်းစူးစမ်းနေတာဖြစ်ပြီးသူတို့နဲ့ဒါကိုပဲအဓိကလှုပ်ဆောင်နေတာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့သိရတယ်တော့မပါအဲ့ဒါကလည်းရှိမှာ Tier 1 to 6ဆီကကျွန်တော် brief လုပ်ထားတဲ့သတင်းတွေပဲဖြစ်ပါတယ်ဒါတွေက update ပဲဖြစ်ပါတယ်ဒီထက်တော့ဘာမှသိပြီးမထူးသေးဘူး2ရက်နဲ့ကျွန်တော်အနေနဲ့ဒါ breaking news တွေကို TikTok channel မှာတင်ပေးတော့မှာဖြစ်ပါတယ်တော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ before you တို့မှာကျင်းလူစံပေါင်းကိုကြည့်တွေ့ရပါတယ်။ MI လက်ကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ဒီ before you တို့ရဲ့နေသေးတွေကိုထည့်ပေးထားခြင်းနဲ့ကျွန်တော်ဆက်ကွန်ညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလက်ကလစ်ဖို့မမိကြပါနဲ့ဗျ။များများကလစ်မှာ မြဲမြဲနေတာဖြစ်ပါတယ်အားလုံးမကြူတမိုင်းကောင်းမွန်တော့ဒီလေးနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညီနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြူတမိုင်းမြန်မာလက်ကလစ်ပေးကြပါဗျညံ့ညံ့ကလစ်မှာမြဲမြဲနေတာဖြစ်ပါတယ်ဒီပါဗျ